ချင်းနဲ့ကချင်းညီကိုတော်ကြောင်းပြောခွင့်ရတဲ့ကြောင်းများစွာဝန်တာပါတယ်ကျွန်တော်ငငယ်တုန်းကချင်းကိုမတွေ့ဘူးဘူးဒါမဲ့ချင်းရှိတယ်ညီကိုရှိတယ်ဆိုတာဘုပဲနာပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ကချင်းပြည်မှာယုံမှာချင်းအရာရှိရှိတယ်ကြောင်းမှာချင်းဆရာရှိတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာဟိုညီကိုလိုခံစားခဲ့ရပါတယ်နောက်တစ်ခုကျတော့ကချင်းပြည်မှာခဏခဏဆစ်ဖြစ်တဲ့အခါမှာ ချင်းဘူဘူပါတယ်ချင်းဘူကြီးပါတယ်ချင်းရဲဘော်ပါတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာအများကြီးအဲဝန်တာပါတယ်အဲဒါကြောင့်လည်းပဲချင်းနဲ့ချင်းဤဘူဖြစ်တယ်ဆိုတာကျွန်တော်မိငေကလေးကနားလည်ခဲ့ပါတယ်ချင်းကိုတော့တစ်ခါမှမတွေ့ခဲ့ဘူးအကိုနောက်ကျွန်တော်ကြီးလာတဲ့ခါကျတော့ကျောင်းမှာတိတ်ကတော်မှာရောက်မှာပဲအိုးကျွန်တော်တို့ညီကိုချင်းဆိုတာသူတို့ကိုဆိုတော့ကိုချင်းဒီနဲ့ အများကြီးခင်မင်ခဲ့ပါတယ်ချင်းစကားတင်တယ်အခုချင်းတောင်ကခုနကရောက်တယ်အဲကြောင့်ချင်းနဲ့ကချင်ကြီးကိုဆိုတာပုံရနားလည်လာချင်းဖြစ်ပါတယ်နောက်အခြေအခြေလက်လာချင်းမဟုတ်တော့လဲကျွန်တော်တိတလောက်အဲသူများပြောပြတလောက်မိဘတွေပြောပြတလောက်နဲ့ကျွန်တော်လက်တွေ့အဲရှာဖွဲဇုံစန်းချင်းအပြင်ချင်းနဲ့ကချင်ကြီးကိုဖြစ်ချောင်းကိုဒီနေ့အနည်းငယ်ပြောကြားလို့ချင်းဖြစ်ပါတယ်နံပါတ်၁မှာတော့ကျွန်တော် ကချင်နဲ့ချင်းဟာညီကိုဖြစ်တယ်ချင်းဟာအကိုကြီးကချင်ဟာညီဆိုတာကိုကျွန်တော်တမိုင်းမှာတွေ့ရပါတယ်အဲ့တော့တမိုင်းမှာတွေ့တဲ့အတန်းပဲချင်းညီကိုကျွန်တော်ခန်းလို့ခေါ်တာပေါ့ခန်းခန်းအဲ့လိုပြောချင်းဖြစ်ပါတယ်အဲ့တော့ကချင်ကြီးအာနာမည်ပေးတဲ့နေရာမှာအကိုကြီးအကြီးဆုံးကိုခန်းလို့ကျွန်တော်ပြောပါတယ်။ဥပမာဖောက်တော်ခန်း၊လက်ပြခန်း လရှိခန်းငခုံခန်းအဲ့ဒီခန်းဆိုတာအလုံးဟာကျွန်တော်မာကာအကူကြီးကိုပြောချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘုံပေမှာပြောတဲ့အတိုင်းချင်းရအကူဖြစ်တယ်ဆိုတာဟာအဲခန်းပြောချင်းအပြင်အကူကြီးလို့လည်းအဲဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ပုံရက်ခံမာတော့အဲဒီရာဇဝင်တရရရှိချင်းဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ် နောက်ဒီအကူကြီးတဲ့ညီခွဲသွားပုံကလည်းတမိုင်းမှာဂျန်ကြီးပါတယ်အေးသူတို့ပြောလျာဟာဟာတော့အကူကြီးကအရင်သွားတယ်ညီကနောက်ကလိုက်ချင်းဖြစ်တယ်လိုက်တဲ့အခါမှာအကူကြီးကငပြောပင်ကိုခုတ်သွားတယ်ညီကလိုက်တဲ့အခါငပြောကအများကြီးအရှိကြီးထွက်လာတဲ့အခါမှာအာလိုက်မမီတော့ဘူးအကူကြီးသွားတာကြာပြီလို့မလိုက်ပဲနေရခဲ့တယ်ဆိုတဲ့တမိုင်းဟိုကျွန်တော်တို့ ပဇာပဇာနဲ့စကားနဲ့ပြောတဲ့တမိုင်းရှိခဲ့ပါလေ။ဒါတော့ကျွန်တော်တို့ဒီခေတ်မှာစဉ်းစားရင်ဒါတော့ဒီ easy ကောင်းတာပေါ့မဖြစ်နိုင်ဘူးဆိုလို့ဆိုဘူးပို့အချိန်နေရှိတယ်။ဘာလို့ငါပြောပင်ခုတ်တာကိုငါပြောပင်တက်လာတာကိုကြည့်ရင်မှအကြာရှိရှိပြီလို့ကျွန်တော်တို့ယူဆတာကိုဒါပေမဲ့ဒီမှာနည်းနည်းတာရှိပါတယ်။အကူကြီးကအရင်တွားတယ်ညာနောက်ကျခဲ့တယ်ဆိုတာဒီကျွန်တော်တို့ဒီချိန်မှာတန်ဖို့မထားတော့ဒီငါပြောပင်ဤ ပေါ့ဒီနီးရလေးပဲအမှန်တမ်းနေနေတော့အေးအတိတ်ပဲရှိတော့တမိုင်းတည်းကဟိုရရှိနိုင်ခြင်းဖြစ်ပါတယ်အကူကြီးကိုရှက်သွားတယ်ညီကမလိုက်နိုင်လို့ကျန်ရင်ခဲတယ်ဆိုတာတေချာတာပေါ့ညီကိုဖြစ်တယ်ဆိုတာတမိုင်းဟာဒီဘာမဟုတ်တယ်ငပြောပင်ထဲမှာတောင်မှကျွန်တော်တို့နိုင်ယူလို့ရတယ်ဆိုတာကိုပြောလို့ချင်းဖြစ်ပါတယ်နံပါတ်3အနေနဲ့ခန်းဆိုတာကျွန်တော်တို့ခြေရာကိုပြောလို့ချင်းဖြစ်ပါတယ် ဒီခြေရာဆိုတာတကယ့်ခြေနည်းနဲ့ခြေရာကိုလေခြေရာလို့ပြောချင်ပြောလို့ချင်းဖြစ်ပါတယ်။တနည်းအားဖြင့်တော့ခြေရာဆိုတာခြေနည်းနဲ့ခြေရာမဟုတ်ဘူး။လိုတော်တဲ့အရာထင်းတဲ့တစ်ပင်ခုတ်သွားတဲ့ပစ္စည်းတစ်ခုကိုပြစ်သွားတဲ့သမိန်ချက်သားသွားတဲ့အရာထင်းတာ။ဒါကြောင့်ဒီခန်းခန်းဆိုတာအရာထင်းတယ်။တော်တဲ့အရာညီကိုတော်တဲ့အရာအဲအရာထင်းကျန်လည်းဖြစ်ဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်။နောက်တစ်ခုကြတော့ကျွန်တော် ရှင်းတဲ့ကချင်တူညီတဲ့အကြောင်းတခုဟာအင်းဆောက်တဲ့အရာတူညီပါတယ်အခန်းဖွဲ့တဲ့အရာတူညီပါတယ်အေးအင်းကိုအရှိကြီးဆောက်တာရှိပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်အခန်းများတာဖွဲ့ထားတဲ့အဲ့မှာညီကိုဒီနေတာဖြစ်ပါတယ်နောက်တစ်ခုကျတော့အကူကြီးသွားမြမညီအချင်ရည်တယ်ဆိုတဲ့နေရာမှာကျတော့အင်းဆောက်တဲ့ခါမှာဟောနောက်ဆုံးတခန်းချင်ရည်ပါတယ် ါတော့အကိုပြန်လာမယ်ဆိုရင်မှအခန်းတစ်ခန်းခြံထားပုံပေါက်တယ်တို့တော့လေအကိုကပြန်မလာတဲ့ခါမှာအဲ့ဒီအခန်းကလွတ်နေလွတ်နေတော့ comment room ပေါ့ဒီအပြူလူပြူကြီးတွားစကားပြောတဲ့အခန်းဖြစ်လာတယ်ဒါကြောင့်ကျွန်တော်ကချင်းတော့ဦးလာတပ်ခေါ်တယ်ဒီအကိုကြီးအတွက်စောက်တော်ပဲအကိုကြီးမလာတဲ့ခါကျတော့ဒီအခန်းမှာရွာကလူပြူအပြူကြီးတွားစကားပြောတဲ့မိတ်ဖွဲ့တဲ့ အခန်းကြီးဖြစ်သွားပါတယ်။ဒါကြောင့်အကူရှိတယ်ဆိုရက်အကြောင်းကိုဒီအင်ခန်းအဖြစ်တို့ရခြင်းဖြစ်ပါတယ်။နောက်တစ်ခုကျတော့ကျတို့အင်ဒီမှာကချင်းအင်ဒီမှာကချင်းဇော်ဘွားအင်မှာကချင်းဒူဝါကြီးအင်မှာတိုင်ကြီးရှိတယ်။အဲတိုင်ငယ်ရှိတယ်။အဲ့ဒီအဲတိုင်ကြီးတိုင်ငယ်မှာနွားဂျူဒီနွားကောင်းဒီအများကြီးအဲ့လိုချစ်ချစ်ဆွဲထားပါတယ်။အဲ့တော့ကချင်းဇော်ဘွားအင်မှာတော့ ကျွေးဂျူတွေနွားဂျူတွေနောက်တောတရီဆန်ဂျူတွေအများကြီးပြည်နေတာတွေ့တယ်။ဟောအကြီးကအငယ်တန်းအပြည့်ပြည့်အဲရှိတယ်။အခုကျွန်တော်ချင်းတောင်ရောက်တဲ့ခါမှာချင်းစော်ဘွားအိမ်မှာကျွန်တော်တွားခဲ့တယ်။ one hair အိမ်မှာဟာနွားဂျူတွေနနောက်ဂျူတွေအများကြီးတန်းစီတော့တွေ့တယ်။ဟောဒါကချင်းနဲ့ချင်းညီကိုဆိုတာမန္တာပဲလို့ကျွန်တော်တွေ့ခဲ့ချင်းဖြစ်ပါတယ်။ဂျူတွေအမျိုးမျိုးနောက်တော့အထင်အမှတ် အဲကြောက်ဒီမှာလုတ်တယ်တိတ်ပင်ဒီမှာလုတ်တယ်တိတ်သားပြန်မှာလုတ်တယ်အဲ့ဒီတင်ချမ်းကြီးလုတ်တာကိုလေဒီတော့သူချင်းဖြစ်ပါတယ်ဒါကြောင့်အဲအမျိုးတော်တယ်ဆိုတာကိုအဲဒါတော့ချင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ဒလဲထုံးစံအနေကြည့်တူတယ်ချင်းဒလဲထုံးစံမိမယူပုံပွဲလုတ်ပုံအဲတောင်ရခုပုံအဲစတဲ့ဖြင့်ပေါ့ဒီကရိယာပစ္စည်းကရိယာတွေသူ့အကြောင်းကိုတွေ့ပါတယ်နောက်တစ်ခုကျတော့ စကားတူတယ်အခုကချင်မှာ6မျိုးရှိတယ်မရို့လို့ရှိအစည်းချင်းဖို့ရဝံစတဲ့ဖြစ်ရှိတယ်အဲ့လိုပဲချင်းမှာလည်းအမျိုးမျိုးများစွာရှိပါတယ်ဒါတော့ကချင်စကားနဲ့တမျိုးဟာမရို့နဲ့လာကြိုးတယ်တမျိုးရဲ့စကားကျတော့လက်ရှိနဲ့လာကြိုးတယ်တမျိုးရဲ့စကားကျတော့ချင်းဖို့နဲ့လာကြိုးတယ်ဥပမာကနိုးကွာကပားအဲ့ဒါတော့ချင်းဖို့နဲ့လာကြိုးတယ်နောက်တော့မရို့နဲ့ဆိုရင် တမျိုးလာတို့တယ်ကျွန်တော်လက်ရှိနေဆိုတော့ခလန်းဆိုတာကိုဟိုဟိုဆုံဆုံတူချင်းမှာလာတူနေချင်းဖြစ်ပါတယ်ချစ်ခီဆိုတာဂျင်းဖို့နေလာတူချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စကားများစွာတူချင်းကိုလည်းကျွန်တော်တွေ့တွေ့ပါရပါတယ်နောက်တစ်ခုကျတော့ယုတ်ရည်တူတယ်ယုတ်ဟာကချင်ယုတ်နဲ့ချင်းယုတ်ဟာအတူတူဖြစ်ပါတယ်ကျွန်တော်တခါခါပြောတယ်မန္တလေးတက္ကသိုလ်မှာကချင်နေရာနဲ့ 清东亚报应，清阿亚皮罗的。哎，这个清的呢，个清过清奥美，清的呢清过个清奥美。宝马的山的时候，个清的清么困难了不？有阿么人都把的了，大大部就清阿边，就那路哈，个清的清尼古斯，是那道路新平板，就那有阿个人呢嘛不多，山呢嘛不多呗，宝马呢嘞不多不，清的嘞宝马呢不多不，个人呢不多不，哎，山呢不多不。欸 ချင်းယုတ်နဲ့ကချင်းယုတ်ကအတူတူဖြစ်တယ်။ကျွန်တော်ယုတ်ကိုကြည့်ဟာကာချင်းယုတ်ပဲ။လက်စားတဲ့ဖြစ်ပေါ့အယုတ်ကအဲယုတ်ရဲ့အမှန်တန်တူတယ်။ဒါကြောင့်ညီကိုဖြစ်ကြောင်းကိုပြောလို့ချင်းဖြစ်ပါတယ်။နောက်ကတဲ့အခါမှာတခြင်းဆိုတဲ့အခါမှာကချင်းဆိုတဲ့နင်းနဲ့ချင်းဆိုတဲ့နင်းကတူနေတယ်။ဘောရလကရဲ့ခံနဲ့ထဆောင်လဆောင်ဝဲကဆလုံးကတင်လိုက်ရဲ့တော့အဲဆိုတာကျွန်တော်မရိုးလင်အန်သူမျိုးကြီးကပုံနဲ့စုပုံနဲ့ လရှိလူမျိုးလူမျိုးကပုံစုပုံဟာဒီချင်းလူမျိုးရိုးရာကပုံလေလာတူတာကိုပြောလို့ချင်းပြပါတယ်နော်နတ်ကိုကိုရတဲ့အမျိုးဖြစ်တဲ့ကြောင့်နတ်ကိုကိုရတဲ့နေရာလည်းပဲကချင်းကိုကိုရနေတဲ့ဒါချင်းကိုကိုရနေရာအများကြီးတူတာကိုတောက်တွေ့ပါတယ်ဒါကိုကျွန်တော်ဆက်လက်လက်လာဖို့တော့တူတယ်ဒါကျွန်တော်အနည်းငယ်ပြောချင်းချင်းဟာချင်းနဲ့ကချင်းကြီးကိုဖြစ်တယ်ဆိုတာကိုဘုပ္ပေမြန်ပြောတယ်အခုကျွန်တော်ကြီးပြီးလာတဲ့အခါမှာတကယ်ပဲ လက်လာတဲ့ခါမှာများစွာသူရင်ချောင်းကိုတွေ့တွေ့ချင်းဖြစ်ပါလေဒါကြောင့်ချင်းနဲ့ချင်းမြေကိုဆိုတာချင်းတန်းတချင်းတန်းနောက်တခြားလူမျိုးတွေအဲတိပါစေဆိုမှကျွန်တော်ချင်းနဲ့ချင်းသူရင်ချောင်းကိုပြောပြနေချင်းဖြစ်ပါတယ်နောက်ကပြီးမှချင်းနဲ့ချင်းသူရင်တဲ့အကြောင်းမြေကိုဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့အချင်းချင်းအခါခါကျွန်တော်အဲပြောလို့ခဲ့ပြီးပါပြီဒီတွေ့ဆုံပွဲ စီဝေပဲမှပြုတ်ပါလေပထမအချိန်ကျတော့1994ခုနှစ်မှာဟာခမျိုးဇေယျအတင်းတော်မှာပြုတ်လို့ချင်းဖြစ်ပါ